အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကညနေမှာတရားအတက်နဲ့ပဲဈေးပိတ်သွားပါတယ်ဒီနေ့မှာတော့ထိုင်းရွှေဈေးကမနက်ပိုင်းဈေးဖွင့်မှာ600တက်ပြီမဲ့ညနေမှာတော့900ပြန်ကျသွားတာဖြစ်ပါတယ်ဒီအတက်အကျက28ကျိန်တိတိရှိပါတယ်ဒီနေ့က24ရက်နေ့လေးလပိုင်း2020နဲ့9ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးကတော့တရားအတက်နဲ့ပဲဈေးပိတ်သွားပါတယ်ကိုစံချောင်းတမ900ခန့်လို့ရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောက်နေဈေးက9200နဲ့မှရှိရဆိုင်ကလက်ခံတဲ့ဈေးက9200နဲ့မှ900 လက်ဝေးရန်နိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9300တောင်းနဲ့မှ600ဆိုင်ကလက်ခံတဲ့ဈေးက9156.2တဲ့ပေါက်ဈေးရှိပါတယ်။ကမ္ဘာရွှေတောင်းစားကိုဒေါ်လာ3329နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှတ်ငွေ33.4ရှင်းနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 96.5ကိလိုရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။အခါပြီးအစည်းတိုင်းရွှေခဲတပတ်သားကို9300နဲ့ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9200ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခတွေရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနိုင်တပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကိလိုပြတ်ပြီးတဲ့အပြင်9000ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။လက်ရှိမှာတော့တိုင်းရွှေဈေးတွေကတော့အထက်အချာကိုကျန်းနေပါ တယ်။အဲရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့ရွှေခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြချင်ပါရွှေခဲကလက်ဝယ်ရနာနဲ့စားလို့ရှိရင်လက်ခစီနှုန်းကအများကြီးကိုတက်တာမှာဖြစ်ပါတယ်ခင်ဗျာ။ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေကလက်ခစီတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ၂၀၀ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်ငွေစီတွေကိုအများတန်းတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြေရှင်နိုင်ကြပါစေ။